မျိုးသမီးတွေအိမ်အောင်ကြီးဖောက်ပြန်ပြီဆိုရင်အဲ့ဒီအိမ်အောင်ကြီးဖောက်ပြန်တဲ့အမျိုးသမီးတွေကလေကောက်ကျစ်တဲ့အဆင့်ကြီးရောက်သွားတတ်တယ်။လူတွေရဲ့အပြစ်တင်ပြောဆိုမှုကိုယောက်ျားဖို့ရောက်အောင်တမင်အကွက်ချပြီးစီစဉ်တယ်နော်။ကောက်တဲ့ဘလောက်တောင်ဆိုးလဲဆိုရင်ကျမတို့ဒီယောက်ျားကိုကျမကြီးထိခိုက်လာအောင်နှီးမျိုးစုံနဲ့လုပ်တယ် ောက်ပြန်တယ်ဆိုတဲ့ဟာလေတစ်ခါပဲဖောက်ပြန်ပြန်နှစ်ခါပဲဖောက်ပြန်ပြန်အမြဲတမ်းဖောက်ပြန်ပြန်ဖောက်ပြန်တာဖောက်ပြန်တာပဲကိုကိုတန်ဖို့မထားလို့မရင်ငယ်နောက်ပါသွားတယ်ဆိုလို့ရှိကိုယ့်ဘဝကတော့လွန်ဆွေတန်းတာပြီးတော့လေဟိုပါလေဆုပ်ပြတ်တက်နေတာမျိုးမဖြစ်စေပဲနဲ့သူတို့မရှိတဲ့အချိန်မှာကိုယ့်ဘဝအနာကပ်ပူပြီးလှပအောင်ကိုဘလို့လုပ်မလဲအားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရရှင်ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့တချို့တော့ဖောက်ပြန်ခံရတဲ့မင်္ဂလီတွေကတော့ ီဖောက်ပြန်သွားတဲ့ယောက်ျားကိုခွလွန်ရမလားဆက်လက်ပြီးတော့ပဲသူတို့မျှော်ကိုးနေရမလားဆိုပြီးတော့မေးထားတာရှင်ဒီလိုမေးထားတာနဲ့ပတ်သက်ပြီးတော့ကိုကိုမချစ်လို့ဖောက်ပြန်သွားတဲ့သူဒန်းဆွေတန်တာနေမဲ့စားကိုဘွားတော့ရေရှည်နော်အဆင်ပြေမဲ့အနာကက်လမ်းကိုပဲရွေးချယ်ပြီးတော့အကောင်းဆုံးအလုပ်တွေလုပ်ကင်သွားရင်ပို့ပြီးတော့အဆင်ပြေတယ်ဆိုပြီးတော့ပြောထားတာရှင်နောက်ပြီးတော့ဒီလိုဖောက်ပြန်နေဆိုတာကလည်း ဖောက်ပြန်ခြင်းနဲ့သူကဘလို့ပဲသားသားဖောက်ပြန်နေမှာပဲเนาะသူတို့ကနောင်တရတယ်ဆိုတာခဏပဲရှင်ယောက်ျားတွေပဲဖောက်ပြန်တတ်တာမဟုတ်เนาะမိသမီးတွေဖောက်ပြန်လို့ရှင်ယောက်ျားတွေတတ်တာမှာပို့ပြီးတော့ကြောက်စရာကောင်းမလားကောက်ကြည့်တယ်လည်းเนาะ ကြည့်ရှုတဲ့သူတွေအနေနဲ့လည်းသိထားလို့ရအောင်လို့ဒီဗီဒီယိုလေးကိုပြန်လည်ဝင်မြလိုက်ခြင်းဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးထဲမှာဆိုရင်တော့ကြောင်းရပြည့်စုံပါပါတယ်ညီမနဲ့တူဒီဗီဒီယိုလေးဆုံးပြီးလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အသားသမီးတွေရှိတယ်သူမရှိဘဲနဲ့ကိုယ့်ရဲ့စာဝတ်နေရေးမှာကိုပလိုရက်တည်မလဲကိုယ့်ရဲ့သားသမီးအနာဂတ်မှာပလိုလှပအောင်ဘယ်လိုလုပ်မလဲဆိုတာပဲကိုသွေးတင်တယ်ပေါ့နော် ဒီအရွယ်တစ်ခုဆိုလို့ရှိရင်အိမ်တော်ရပြီသားအရွယ်တစ်ခုကအချစ်နောက်ကိုတကောင်းကောက်လိုက်ရမယ့်အချိန်မဟုတ်တော့ဘူးကိုယ့်ဘဝအနာဂတ်တော့ပဲရှေ့ဆက်ကြိုးစားရမယ့်အချိန်ပေါ့နော်ကိုယ့်ရဲ့သားသမီးအနာဂတ်တော့ချွတ်ရှေ့ဆက်ကြိုးစားရမယ့်အချိန်နော်အဲ့လိုမျိုးကိုကိုတန်ဖို့မထားလို့မရင်ငယ်နောက်ပါသွားတယ်ဆိုလို့ရှိရင်ကိုယ့်ဘဝကတော့လွန်ဆွေတန်တာပြီးတော့လေဟိုဗါလဲ ဆုတ်ပြတ်တက်နေတာမျိုးမဖြစ်စေပဲနဲ့သူတို့မရှိတဲ့အချိန်မှာကိုယ့်ဘဝအနာကပ်ပူပြီးလှပအောင်ကိုဘလို့လုပ်မလဲကိုဝင်ငွေကောင်းအောင်ဘလို့လုပ်မလဲကိုပိုလှလာအောင်ဘလို့လုပ်မလဲဆိုပြီးအဲ့လိုမျိုးလေးနေထိုင်တင့်တယ်အဲ့ဒါမှအဲ့လိုမျိုးမရင်ငယ်ထားတော့လူတွေကိုသူတို့ကနောင်တရဟဲငါမရှိတော့မသူ့ဘဝပူပြီးလှပလာတယ်သူပူပြီးအဆင်ပြေလာတယ်သူပူပြီးထက်မြက်လာတယ်ဆိုပြီးကိုကိုကနောင်တရရနေတယ်အဲ့လိုပုံစံမျိုးနဲ့ကိုကဖြစ်နေတယ် ဖြစ်နေတင်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့သူ့တက်တည်ပြတင်တယ်ပေါ့နော်အခုဆိုလို့ရှိရင်လေ လုံးဝဆိုရှယ်မီဒီယာခေအရန်ကိုခင့်မိနေတဲ့ခေနော်ဒီလိုမျိုးလည်းအလုံလုံလူရတဲ့ခေဖြစ်နေတဲ့အချိန်မှာကိုကလေဖုန်းတစ်လုံးနဲ့အလုံလုံလူရတယ်နော်အဲ့ဒီသူတို့အာသူတို့မနာကျင်နိုင်မဲနဲ့မမေ့နိုင်မဲနဲ့ခံစားနေမဲ့အစားဒီလိုမျိုး online ပေါ်မှာငွေရှာ online ပေါ်မှာလုံးဝဈေးကွက်ဖောက်ပြီးတော့ကိုငွေတောက်တောက်လဲရှာပိုလှအောင်လုပ်မယ်ဆိုလို့ရှိရင်ကိုကအနာကပ်ပိုလှပြီးတော့ပိုအဆင်ပြေလာပါလိမ့်မယ်နော်အဲ့လိုလူမျိုးအမျိုးသမီးတွေပေါ့နော်စိတ်တက်မကြပါနဲ့သူမရှိပဲ ကိုရက်တီနဲ့အောင်ကြိုးစားပါနော်ကိုတော့နော်မချစ်လို့သူကနောက်တယောက်နဲ့ဖောက်ပြန်သွားလေးတော့ကိုကိုကနော်သူ့ကိုလမ်းဆွေတန်းတားနေနေစားကိုဘွားတက်လမ်းကိုလောက်နေတာကပို့ပြီးတော့အဆင်ပြေတယ်နော်ဖောက်ပြန်နေဆိုတဲ့ဟာလေတစ်ခါပဲဖောက်ပြန်ပြန်နှစ်ခါပဲဖောက်ပြန်ပြန်အမြဲတမ်းဖောက်ပြန်ပြန်ဖောက်ပြန်တာဖောက်ပြန်တာပဲတကယ်လို့စာကနေဖောက်ပြန်နေလဲအဲ့ဒါကလည်းဖောက်ပြန်တာပဲနော်ဒါပေမဲ့ तू ဖောက်ပြန်တာကိုလူတယောက်ယောက်ကမိသွားတယ်ဆိုရင် तू ကတော့ပြောပါတယ် ူပြုတ်ပြင်ပါမယ်တဲ့ပြုတ်ပြင်လာပါတယ်ပထမအဦးဆုံးတစ်ချက်ပြုတ်ပြင်လိုက်မယ်ဖုန်းနဲ့တလောင်းဝယ်ဝယ်မဝယ်ဘူးဆိုပတ်စဝတ်လေးအစ်စ်ပြုတ်ပြင်လာလိုက်မယ်ပတ်စဝတ်လေးအစ်စ်ခတ်လာလိုက်မယ်ဒုတိယတစ်ချက်ခိုင်လိုက် Facebook တကောက်ပဲတုံးတယ်မိသွားတဲ့နောက်ပိုင်း Facebook လေးငါးကောက်တုံးလာလိုက်မယ် TikTok လေးငါးကောက်ဖွင့်တက်လာလိုက်မယ်ပတ်စဝတ်တွေမောက်များစွာနဲ့ဖြစ်လာလိုက်မယ်နောက်တစ်ချက်အဲ့ဒါတွေလောက်ပြီးနောက်ပိုင်းကျရင်အဲ့လိုလုံရဲထက်မိရင်တော့မှ ဒီရက်တစ်တော့တို့ Facebook Messenger ဖွက်တဲ့နေအောင် तू လိုက်ရှာလာလိုက်မယ်ဘလို့ဖွက်ရလဲဘလို့တော့ခက်ရလဲဘလို့လုံရင်မတွေ့အောင်လို့ तू နီးလမ်းမျိုးစုံရှာကြမ်းမှ तू လုံလာလိုက်မယ်တကယ်လို့ဒီတစ်ချက်တည်းအကုန်လုံးလုံပြီးပြီဆိုရင်တော့နောက်တစ်ချက်ပါ तू ထပ်လုံလာလိုက်မယ်ဒါကကြတော့လေဖုန်းတွေတူ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 နဲ့ခိုးပြောတက်လာလိုက်မယ်အဲ့လိုပြောတဲ့အချိန်ဘယ်ညမှာတော့ပြောတက်လဲဆိုတော့အိမ်တာရေချိုးခန်းအိမ်နောက်ဘေး เนาะအဲ့လိုနေရာမှာလုံးဝမလုံခြုံတော့ဘူးဆိုဘယ်လိုသွားလဲဆိုဈေးတော့ဝယ်မယ်မဟုတ်လက်ဖိရိုင်ဆိုင်သွားမယ်တနည်းနည်းသွားမယ်ဆိုပြီးမှဖုန်းသွားပြောတာလို့တော့ချိန်တွေ့တာလို့လောက်လာလိမ့်မယ်ကြားဘူးတယ်မလားသူကြောက်ပြောဘူးတာကိုကတော့အလောက်သွားပြီထင်မှမဒီကနေစူတောင်းပေးလိုက်ရတာလေမေတ္တာလေးပို့ပေးလိုက်ရသူ့မှာတော့ဘယ်ဟုတ်မလဲမရင်ငယ်အခန်းမှာရောက်နေတယ်ဆိုတဲ့ဟာလေးအဲ့လိုမျိုးဆိုမှပတ်စံလေးအကြောင်းပြအလုပ်တွေအကြောင်းပြမှာခီးခိုးထွက်လာလိမ့်မယ်တချို့လေကပြောတယ်နော် เออခွေးရီဆိုတာတဲ့ချီမစားနဲ့ဆိုဘလောက်ပဲလှုပ်ပဲနောက်ဆုံးချီစားလာမှာပဲလေတကယ်တော့အဲ့ဒီရဲ့စကပုံကဘ ᱹ တုပြောထားတာလဲဆိုတော့တကယ်တော့ခွေးကိုရင်ညွှန်းမှပြောထားတာမဟုတ်လူကိုရင်ညွှန်းမှပြောထားတာဖြစ်တယ်ဖောက်ပြန်တက်တဲ့သူကဗီဇပါတဲ့သူကဖောက်ကိုဖောက်ပြန်လာမှာပဲဟုတ်တယ်နော်ဖောက်ပြန်ခြင်းတဲ့သူတွေကဘလို့ပဲတတ်တာသူတို့ကရဖောက်ပြန်မှာနော်သူတို့နောင်တရတယ်ဆိုတာကခဏပဲနောင်တရတာနော်လူတွေမထင်မှတ်တဲ့ကိစ္စတွေပေါ့နော်ကျမကိုလာပြောတဲ့နေရာမှာအဲ့လိုကိစ္စတွေပါတယ်အဲ့ဒါဘာလဲဆိုတော့ အမျိုးသမီးတွေအိမ်တော်ကြီးဖောက်ပြန်ပြီဆိုရင်အဲ့ဒီအိမ်တော်ကြီးဖောက်ပြန်တဲ့အမျိုးသမီးတွေကလေကောက်ကျစ်တဲ့အဆင့်ကြီးရောက်သွားတတ်တယ်။နော်။ကျွန်မဒီနေ့အမျိုးသမီးတွေရဲ့မကောင်းကြောင်းကိုပြောလို့စိတ်မဆိုးနဲ့ကျွန်မကအမှန်တရားတွေပဲပြောတတ်တဲ့သူ။အဲ့တော့အမျိုးသမီးကအိမ်တော်ကြီးဖောက်ပြန်တာတစ်ခါလည်းမကောက်ဘူး၊နှစ်ခါလည်းမကောက်ဘူး၊သုံးခါလည်းမကောက်ဘူး။အမျိုးသားက ကလေးတွေရှိလို့เนาะကျမတို့တီးခံပြီးမှရှယ်တပဲကျိုးနေဖြစ်မှဆိုးလို့ဆိုဆက်ပေါင်းနေအဲ့ဆက်ပေါင်းတဲ့ချိန်မှာဒီအမျိုးသမီးကကိုယောက်ျားကိုအတုံးမကြပါဘူးဆိုတော့ညူးစုံလူအတုံးမကြဘူးဆိုတဲ့အခြေအနေမျိုးဖြစ်အောင်ဖန်တီးတယ်ဖန်တီးပြီးတဲ့အခါမှာလူတွေရဲ့အပြစ်တင်ပြောဆိုမှုကိုယောက်ျားပေါ်ရောက်အောင်တမင်အကွက်ချပြီးစီစဉ်တယ်เนาะ နောက်ထပ်ဘလောက်တောင်ဆိုးလဲဆိုရင်ကျမတို့ဒီယောက်ျားကိုကျမကြီးထိခိုက်လာအောင်နှီးမျိုးစုံနဲ့လုပ်တယ်။ဘာထက်လုပ်သေးတုံးဆိုရင်ဒီယောက်ျားကိုကျမတို့ပြောမစုံတော့ဘောနော်တကယ်ကိုပါပဲအဲကိုနောက်ထပ်လင်းငယ်ထပ်ပြီးယူခြင်းတဲ့ကိစ္စလေးပေါ့။အဲ့လိုအချိန်ဒီမှာဒီယောက်ျားကိုနော်ထောင်ကျအောင်ထိလုပ်တယ်။အဲ့အမအစမပြေသေးဘူးဆိုရင်ကျမတို့ကဒီယောက်ျားတယောက်ကိုအစိတ်ခတ်ဖို့တီးစူးစမ်းတယ် လုပ်မယ်လို့မထင်အောင်เนาะချို့မိန်းမတွေကကျတော့ဒီယောက်ျားနဲ့ကွဲမှာဒုတိယယောက်ျားနဲ့ပေါင်းအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီယောက်ျားကကိုယ့်ကိုဘလို့နာကျင်အောင်နှိပ်စက်ပါတယ်တွေးတွေ့တန်ယူဖြစ်အောင်ဘလို့တွေလုပ်ပါတယ်ဆိုတာမျိုးတွေကိုကို့အသားကိုနာအောင်လုပ်ပြီးတော့မှမှတ်တမ်းယူပြီးတော့မှယောက်ျားကိုတခါတယ်သူကရှေ့နေနေကျမတို့ ိုတိုင်ပင်ပြီးတော့မှစာချုပ်တစ်ချုပ်တည်းကမှအဲ့ဒီသူလှုပ်ထားတယ်เนาะကျမတို့ပေါ့တက်တေတက်ကြတာအကုန်လုံးပြရတယ်ပြပြီးတော့မှကျမတို့အိမ်တော်ကြီးကိုလမ်းခွဲကြတယ်ပေါ့ပြောချင်တာကမိမတွေကောက်ချစ်ပြီးဆိုကြောက်ရွံ့ကောင်းတယ်เนาะမိမတွေကောက်ချစ်ပြီးဆိုလည်းကြောက်ရွံ့ကောင်းတယ်အဲ့တော့ကျမပြောချင်တာကအိမ်တော်ကြီးဖောက်ပြန်မှုဆိုယောက်ျားတွေပဲလုပ်နေတာမဟုတ်ဘူးအိမ်တော်ကြီးဖောက်ပြန်မှုလုပ်နေတဲ့မိမတွေလည်းအများကြီးအများကြီးရှိတယ် เนาะအများကြီးရှိတယ်အဲ့တော့ကိုယ့်ရေကိုချင်းတရားကိုတန်ဖိုးမထားတဲ့သူတွေကတော့ဖောက်ပြန်ရမှာပဲအဲ့တော့ جماعه ပြောချင်တာကမိန်းမတွေကเนาะကိုကဖောက်ပြန်ပြီးတော့မှကိုကိုသူများလက်ညှိုးထိုးခံရမှာကြတော့ကြောက်တဲ့အခါကြတော့ကိုယ့်ရေဒီလင်းကြီးကိုเนาะနီးမျိုးစုံနဲ့အဖြစ်ဒီကုန်လို့လူတွေရဲ့အဖြစ်အဖြစ်တင်မှုလူတွေရဲ့လက်ညှိုးထိုးမှုသူတကယ်လို့သူနောက်ထပ်အိမ်တော်ကြီး ောက်ပြရတဲ့နောက်ထပ်ယောက်ျားတယောက်ယူရရင်တောင်မှဒီယောက်ျားလုံးလုံးအတုံးမကြလို့သာသူဒီလိုလုံးလဲရပါတယ်ဆိုတာမျိုးဖြစ်ချင်တာဖြစ်ချင်တော့ဘာလုပ်လဲဆိုရင်သူ့ရဲ့ကောက်ကျစ်တဲ့ပေါ့နော်ကျမတို့ညံတဲ့မျိုးစုံဟိုပြောမှဆိုရင်အမှုစင်ပြီးမှလောက်တာပေါ့နော်ဖန်ဒီပြီးမှလောက်တာပေါ့အဲ့လိုမျိုးလုပ်တဲ့မိန်းမတွေအများကြီးရှိတယ်နော် ရှိတယ်မယုံမရှိနဲ့ကျမ မျက်စိနဲ့တောင်တက်အပ်မြင်မှုပါတယ်။ဒါပေမဲ့ကျွန်မဘသူ့မှာကျွန်မဒါတွေပြောဖို့စိတ်ကူးမရှိဘူး။ဒါပေမဲ့ကျွန်မပြောချင်တာကအဲ့လိုအခြေအနေတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မတို့ဒီနော်အိမ်အောင်တဲ့ဘဝမှာယောက်ျားတွေကြီးပဲဖောက်ပြန်နေတာမဟုတ်ဘူး။ မိန်းမတွေဖောက်ပြနေသူတခုကြီးပဲเนาะယောက်ျားတွေကအဝေးမှာထွက်ပြီးလှုပ်လှုပ်နေရတယ်ကျမတို့ကြောက်သွားတူရတာမျိုးเนาะကျမတို့အသင်မောလိုက်နေရတာမျိုးသဘောကိုပြောတာเนาะသူတို့မိန်းမတွေအဲ့လိုဖြစ်တယ်လို့ပြောတာမဟုတ်ယောက်ျားနိုင်ငံများမှာသွားပြီးလှုပ်လှုပ်နေရတော့တမျိုးတူရောမှာလှုပ်နေရတော့အင်းရမိန်းမတွေနောက်မှာလင်ငယ်နေနေတာဒီအများကြီးရှိတယ်အဲ့တော့ကျမပြောပြမယ်เนาะအကူတို့အချိုးပြီးတွေကပေါ်မှာမပူပါဘူးယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်เนาะသူတို့ဘာရဲ့ဘဝကိုအဆုံးထိရောက်အောင် ိုးချခြင်းနဲ့เนาะပျက်စီးပျက်စီးစေခြင်းနဲ့စေတနာစုရှိတဲ့ဘသူပဲဖြစ်ဖြစ်ယောက်ျားဖြစ်စေမိန်းမဖြစ်စေတည်ကြတဲ့အဲ့ဒီအာဟုတုကံကြွေးတွေဒီတည်ကြပေါက်ဆက်ရပါတယ်เนาะဒါဒီနေ့တွင်ဒါဒုတိယအပိုင်းကျွန်မပြောပြတာအဲ့တော့အမျိုးသမီးတွေလင်းရနေတာကိုကြောက်ဆရာကောင်းတယ်เนาะပို့ပြီးတော့မှကျွန်မတို့เนาะဘယ်လိုပြောရမလဲဆိုတော့မိန်းမရညနေညနေရရများတယ်လीအဲ့ဒီခါကျတော့ တအားကြီးကျွန်တော်တို့เนาะဟိုဘယ်လိုပြောရမလဲဆိုယောက်ျားတွေကိုပဲတစ်ပတ်ဆောင်နေပြောနေလို့မရเนาะမကောင်းတဲ့သူကမကောင်းတာပဲကောင်းတဲ့သူကကောင်းတာပဲယောက်ျားမိန်းမမရွေးဘူးเนาะအခုခေတ်မှာက ယောက်ျားတွေလည်းဖောက်ပြန်နေတာမဟုတ်နော်တချို့မိန်းမတွေလည်းဖောက်ပြန်တာရှိတယ်ရှင်ဒါကတော့အများအပြည့်ကတော့ယောက်ျားတွေဖောက်ပြန်တာကိုပဲအားလုံးကသိကြတာနော်မိန်းမတွေဖောက်ပြန်တာကြတော့အသိနေကြတယ်ရှင်တချို့မိန်းမတွေကလည်းတကယ်နော်ကိုယောက်ျားကကိုယ့်ဘောကောင်းပါရဲ့နဲ့သူတို့ကနေငယ်နဲ့နေပြီးတော့နော်ကိုယ့်ရဲ့ယောက်ျားကိုဖြစ်တည်မြင်ပြီးတော့ကောင်းကောင်းမို့မဆက်ဆံတော့ဘဲနဲ့အများတန်းတော့အဖြစ်တွေပဲပုံချနေတာတွေလည်းရှိတယ်ရှင်သူတို့ရဲ့မျိုးလုံးထဲမှာနော်နေငယ်ကပဲပထမဖြစ်နေပြီးတော့နေငယ်ကိုပဲမျက်စိထဲမှာမြင်နေကြတဲ့သူတွေလည်းရှိတယ်ရှင်ကိုယ့်ရဲ့ယောက်ျားကအဝေးမှာနော် လုပ်တွေတွာလုပ်ခီးတွေထွက်ပြီးအလုံးလုံးနေတာအနောက်မှာမိမလင်းငယ်နေကြတာတွေလည်းရှိတယ်မျိုးသားတွေရောမျိုးသမီးတွေရောဖောက်ပြန်နေကြတဲ့သူတွေကတူတူတွေပဲเนาะတချို့ကအမျိုးသားကဖောက်ပြန်နေတချို့ကမျိုးသမီးဖောက်ပြန်နေဆိုပြီးတော့ရှိကြတယ်ကောင်းတဲ့ယောက်ျားတွေရှိပြီးတော့မကောင်းတဲ့ယောက်ျားတွေလည်းရှိတယ်เนาะခုလိုမျိုးပဲဖောက်ပြန်နေမိမရှိပြီးတော့မဖောက်ပြန်နေမိမတွေလည်းရှိတယ်ဘာပဲဖြစ်ဖြစ်เนาะကိုကအဲ့တော့တခုပြုတ်ပြီးဆိုလို့ရှိရင်တော့ဒီလူနဲ့ပဲဆားလို့ရှိရင်ဒီလူနဲ့ပဲအဆုံးသတ်တင်နေเนาะဒါမှကိုရဲ့သားသမီးတွေရှိခင်းမဲ့ဆိုရင်လည်းမျက်နှာမငယ်ရပဲနဲ့ကိုကကောင်းမွန်တဲ့ဘဝနဲ့စံပြမိပါတွေဖြစ်နိုင်မှာ မှာရှင်ခုလိုမျိုးအဖေကဖောက်ပြန်သွားလို့အမေကဖောက်ပြန်သွားလို့ဆိုတာကသတ္တမိတို့လည်းမျက်နှာငယ်ရတယ်လို့ဆွေမျိုးတိုင်းဝန်ကြတဲ့မှာလည်းမျက်နှာငယ်ရတယ်ရှင်ဖောက်ပြန်နေဆိုတာကဘ누구အတွက်မှမကောင်းဘူးနော်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကြည့်ပြီးတော့ဗဟုသုတတကူကူရမယ်လို့ထင်ပါတယ်ရှင်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်